အပိုင်း၂၁မှာတော့ရေတပ်ဖို့ဒေမော့ဂျီရဲ့အမြောင်းနဲ့ပြေခံလိုက်ရတဲ့လူဖီဟာသူ့ရဲ့ရောဘတ်ဆွမ်းနဲ့တားလိုက်ပေမဲ့တစ်ဖက်ကဘော်ရီဒီစားသောဆိုင်ကိုသွားမှန်ပြီးစာဖို့မူကြီးကဒဏ်ရာရသွားခဲ့ပါတယ်။ဆိုင်မန်ရှင်ဖိုးကြီးဇက်ဟာလူဖီကိုသူ့ဆိုင်အတွက်အယောတောင်းပေမဲ့လူဖီဟာသူ့ကိုတစ်ဖက်ချိန်ပေးဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းရေတပ်ဖို့ဖူးဘော်ရီကဟင်းရဲကိုပိုးကောင်ပါလာတဲ့ဆိုပြီးဆိုင်ကိုနာမည်ဖျက်ဖို့ဆန်ကြီးကိုခေါ်ကပြဿနာရှာနေပါတယ်။တဖက်မှာလည်းဘော်ရီဒီစားသောဆိုင်ရဲ့အိမ်သားထဲမှာစပ်ဖို့မှုတယောက်ကဇာသုံးသူတွေဟာနတ်ဖျားတွေဆိုရင်လည်းမမဘူးဆိုပြီးပြောကအပြင်ကိုထွက်လာပါသည် အဲဒီအချိန်မှာစံကြီးကဗိုလ်မှူးကြီးဖူပေါ်ရီကိုတိုက်ခိုက်နေရောစံကြီးကိုစားသုံးသူတွေမရှိရင်စားတော့ဆိုင်စွာလည်းရှိမလာဘူးဒါကြောင့်ပြန်တောင်းမှလိုက်ပါဆိုပြီးပြောနေပါသည်စံကြီးကတော့ဒီလူကစားတော့တွေကိုမလေးမစားပြီးတော့သူတို့စပ်ဖို့မှုတွေကိုပါစော်ကားလို့ပညာပေးနေရလို့ပြောလိုက်ပါသည်ဖူပေါ်ရီကလည်းဒီဆိုင်ကဘာဆိုင်လဲစားသုံးသူတွေကိုဒီလိုပဲဆက်ဆံတာလားငါဒီဆိုင်ကိုပိတ်ပစ်မယ်ဂူးချက်ချင်းအစိုးရကိုအကြောင်းကြားမယ်ဆိုပြီးပြောလိုက်ပါသည်စံကြီးကတော့ဒီစကားကိုကြားပြီးမင်းတို့ဒီစားသောဆိုင်ကနေအရှင်ထွက်သွားခွင့်မပေးနိုင်ဘူးဆိုပြီးစော်ဘလော်ဒီဝိုးအလုံးမှာအလုသားဆပ်ဖို့မှုတွေကဒါထားလို့ ဖူးပေါ်တွေလည်းတည်တည်လေးလွတ်သွားခဲ့ပါသည်ဇဘမှုရီအားလုံးကလည်းစံကြီးနဲ့ရေတပ်ဘူတွေရဲ့ပြဿနာကိုစားတော့ဆိုင်ပိုင်ရှင်ဇာတ်ကိုပြောပြနေပြီးပိုင်ရှင်ဇာတ်ကလည်းစံကြီးကိုရောဘုံမှုဖူးပေါ်တွေကိုပါစိုင်းနေကနေမောင်းထုတ်လိုက်ပါသည်ဘူကြီးဖူးပေါ်တွေကတော့မင်းတို့ကောင်းနေတကယ်ဇဘမှုရီကဟုတ်ရဲ့လားစိုင်းရှင်ကိုယ်တိုင်ကလူစိုးကိုင်းကြနေရပဲလို့ပြောနေပါသည်စိုင်းရှင်ဇာတ်ဟာစံကြီးကိုမင်းတို့အဲ့လောက်မှချခြင်းစပိုးဆောင်တွေကိုသွားချစားသုံးသူတွေရဲ့အရှိမမချနိုင်လို့ပြောလိုက်ပါသည် ဒီလိုနဲ့သူတို့ရဲ့စားသောက်ဆိုင်ရှိမှာဖူဘော်ရီနဲ့တပည့်တယောက်ကဗီလန်ရမခရီးထွက်ပြေးသွားပြီးသူတပည့်ကသူရှိနေမယ့်နေရာကိုလိမ်ပြီးတော့လမ်းပြတော့သူတို့အစော်ခံလိုက်ရတာကြောင့်လူခုနှစ်ယောက်ကျသွားတယ်လို့လာပြောနေတာဖြစ်ပါတယ်။ဗိုလ်ကြီးဖူဘော်ရီကလည်းငါတို့သူ့ကိုဖမ်းမိကြတဲ့ကဘာမှကြွေးမထောက်ဘူးမလားအစာငတ်ပြီးတည်သွားပြီထင်နေရလို့ပြောလိုက်ပါတယ်။လူတွေအားလုံးကလည်းခရီးဗီလန်ရမအဖွဲ့ဆိုပြီးအံ့အားသင့်ကအရှိပင်လယ်မှာဆိုသူတို့ကအင်အားကြီးတယ်လို့ပြောနေချိန်မှာပဲဟီတာသားရဲ့နောက်ကနေတနက်နဲ့ပြည့်တဲ့လူတွေရောက်လာခဲ့ပါတယ်။ဆိုင်ထဲကိုလူမိုက်ပုံစံနဲ့ဝင်လာခဲ့ပြီးစပွဲတစ်ခုမှဝင်ထိုင်လိုက်ပါတယ်။ ဆဗမူကြီးပတ်တီကသွားပြီးအစားတောက်မှမလာဧည့်တယ်လို့ပြောလိုက်တော့သူ့အတွက်စားစရာလာချပေးလို့မောင်းပါစွာပြောနေပါရီဆဗမူကြီးပတ်တီကလည်းငွေကြေးအရင်ခြေပေးပေးမယ်မဟုတ်ရင်စားတောက်တွေကိုမချပေးဘူးလို့ပြောလိုက်တယ်၎င်းသားကလည်းတနက်နေ့ခြေရမလာလို့နှစ်ဖူးကိုချိန်လိုက်တော့ဇဘမူကြီးပတ်တီဟာသူ့ရဲ့လက်အားဆွမ်းတဲ့ငနေကိုထူးချလိုက်ကငနေလေးခုံပေါ်ကနေပြုတ်ကျပြီးအစ္စလန်ဝေသွားပါရီ။ငါးဆိုင်မှာပတ်စံမပေးကလေးကစားသုံးသူမဟုတ်တော့ဘူးလို့ပြောပြီးထွက်သွားခိုင်းပါရီ။ အဲ့ဒီအချိန်မှာဆန်ကြီးကငနေအတွက်စားစရာပြင်ဆင်နေပြီးရေတပ်ဖို့ဖူးပေါ်ရီကငါဒီဆိုင်နဲ့ဒီကောင်တွေကိုမပတ်သက်ချင်တော့ဘူးလို့ပြောပြီးထွက်သွားပါရီဇဘုံမှုပတ်တီကလည်းငနေကိုပွေးချီလာပြီးတင်မောကုန်းဘတ်ပေါ်ကိုနှင်ထုတ်လိုက်ပါရီငနေကလည်းပတ်တီကိုချိန်ဝါနေပြီးလူဖီကတော့ဟဲ့ရောင်မင်းဘိုက်စာနေရလားလို့မေးနေချိန်ဆန်ကြီးကရောက်လာပြီးစားစရာတွေလာချပေးကစားလိုက်လို့ပြောပါရီငနေကတော့မူးနေတော့ဘိုက်စာနေတဲ့သူဟာငါအတွက်စားသုံးသူပဲလို့ပြောလိုက်ပြီးပွားစီပွားစီမလုံးနဲ့စားလိုက်လို့ဆိုပါရီ ငနေကလည်းအဲ့ဒါကိုစာရင်ပတ်စံပေးနိုင်မှာမဟုတ်ဘူးလို့ပြောတော့စန်ကြီးကအတော်လေးရက်ဆက်တဲ့ပင်လယ်ပြင်မှာဘိုက်စာနေတဲ့သူတွေအတွက်တောင်အစာနဲ့အရည်ကိုပြက်လက်အောင်လှုပ်ထားတဲ့ရက်ဆက်တဲ့ပင်လယ်ပြင်လို့ကောင်းကင်ဝမော့တီဗီပြောနေပါရီနောက်ပြီးဘိုက်စာနေတဲ့လူတယောက်ကိုဘလို့ခန်းစားနေရလဲဆိုတာသိတယ်အဲ့တော့ဒါကိုစားပြီးအသက်ရှင်မှာနောက်နာခဲ့အတွက်လှုပ်ချင်တာလှုပ်လို့ရပြီဆိုပြီးပြောလိုက်ပါရီငနေကဒါရီကိုကြားပြီးတော့မျက်ရည်ကြားကအစားအသောက်တွေကိုအငမ်းမြစားပါတော့တယ်ဒါကိုမြင်နေရတဲ့လူဖီဟာစန်ကြီးကိုသဘောကျသွားပြီးသူရှာနေတဲ့ပင်လယ်ပြင်ဆပိုးမှုဆိုတာသူပဲသူတို့ပင်လယ်ရမအဖွဲတွေကိုဝင်မလာလို့မိလိုက်ပါရီ ဆန်ကြီးကလည်းကြောင်သွားပြီးမင်းကပင်နေတယ်မလားဒါဆိုဒီဆိုင်ကိုဘာလို့အမြောက်ဆန်နဲ့ထူရတာလဲလို့မေးလိုက်ပါရီလူကြီးကလည်းမတော်တဆဖြစ်သွားတာပါကိုကိုကိုကာကွယ်ရင်းနဲ့ဖြစ်သွားတာလို့ပြောလိုက်ပါရီဆန်ကြီးကလည်းဘာပဲဖြစ်ဖြစ်နောက်ထပ်ဒီဆိုင်ကိုထိခိုက်အောင်မလုပ်နဲ့ဒီဆိုင်ပိုင်ရှင်ကအရင်ကလေးကနာမည်ကြီးပင်နေတယ်မအဖွဲရဲ့စပိုမှုဖြစ်ခဲ့တာကွာလို့ပြောပြီးဒီဆိုင်ကိုသူအရန်တံမိုးထားတယ်လို့ပြောလိုက်ပါရီသူအတွက်ဒီဆိုင်ကတံမိုးမဖြတ်နိုင်လောက်အောင်ခန်းထားတယ်သူရဲ့စပေါ်မှုဖွဲ့သားတွေကလည်းတချိန်ကအရန်ကိုကြောက်စရာကောင်းနေပင်လယ်ရမရီပဲလို့ပြောနေပြီးဒါကြောင့်ဒီဆိုင်ကိုပင်လယ်ရမရီကဝင်ထွက်နေပြီးဒီဆိုင်က ဒီလိုမျိုးပင်လယ်ဓားများအနေနဲ့ပဲကြိုက်တယ်လို့ပြောပြလိုက်ပါရီဒီဆိုင်မှာတကယ်ဆိုရီလာစားကြလို့ဇပွဲတို့တွေကထွက်ပြေးကုန်ကြပါရီဒါကြောင့်တို့လည်းတစ်နှစ်လုံးလုံးခိုင်းတာဆိုပြီးလူဖီကသဘောပေါက်သွားခဲ့တာပါစန်ဂျီကိုသူတို့ဖွဲ့တဲ့ဝင်မလားဆိုပြီးအတင်းပြောနေခဲ့ပြီးငါတို့ဖွဲ့တဲ့ကိုဝင်လို့ပြောလိုက်ပါရီစန်ဂျီကတော့မဖြစ်နိုင်ဘူးသူဒီဆိုင်မှာလုံးလုံးနေတာအကြောင်းရှိတယ်လို့ညင်လိုက်ပါရီလူဖီကတော့မရဘူးမင်းညင်တာလည်းလက်မခံဘူးငါတို့နဲ့အတူပင်လယ်ဓားများလို့ဆိုပြီးပဲဆိုပြောနေပါရီ ဇန်ကြီးကလည်းမလိုက်ဘူးညင်းနေလူဖီကလည်းမရဘူးလိုက်ခင်းရမင်းနဲ့အချင်းချင်းအငင်းပွားနေချိန်နနေကစကားပြတ်ပြောရတာအားနာပါတယ်ဆိုပြီးပြောလိုက်ပါရီလူဖီကိုမင်းကသဘောကောင်းမဲ့ပုံမင်းဘင်းလန်တမယအဖွဲအခုမှဆောက်မှာဆိုတော့လူနေနေတာမှလားလို့မေးလိုက်ပါရီလူဖီကလည်းဇန်ကြီးအပါဝင်ငါရောက်လို့ပြောလိုက်တော့ဇန်ကြီးကဘာလို့ငါ့ကိုထဲထွက်တာလဲဆိုပြီးရန်တွေးပါရီနနေကလည်းဆက်ပြီးတော့ဘင်းလန်တမယခရီးရဲ့တပြေကင်းဖြစ်တဲ့အမင်းတက်ကငဲသေးတယ်ဂရန်လိုင်းကိုသွားပြီး1 piece ကိုရှာဖို့လောစီရမလို့ဘူးမသွားတာပဲကောင်းမယ်လို့ပြောလိုက်ပါရီ တကယ်တော့ Grand Line ဟာပင်လယ်ကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတကယ်ပင်လယ်များလှုပ်ချင်ရင်တခြားပင်လယ်ကြီးရဲ့အစိပ်ပိုင်းတွေကိုသွားရမယ်လို့ပြောထားပါတယ်။ဒီလိုနဲ့ Luffy ကလည်း Grand Line နဲ့ပတ်သက်ပြီးတည်ထားတာရှိလားအကုန်ပြောပြပေးမလားလို့မိလိုက်ပါတယ်။ Gin ကလည်းတိလဲမသိဘူးနားလဲမလဲဘူးဒါကြောင့်ကြောက်နေတာပေါ့လို့ပြောလိုက်ပါတယ်။ Luffy နဲ့ Sanji ကလည်း Kree ရဲ့တပည့်ကိုဟုတ်ရဲ့လားအဲ့လောက်ကြောက်ပြနေတာလားလို့မိလိုက်ပါတယ်။တစ်ဖက်မှာလည်းစားတော့ဆိုင်ထဲမှာစပူမှုတွေအားလုံးချက်ပြုတ်ရေးအတွက်လှုပ်ရှုပ်နေပါတယ်။ဆော်မူတယောက်ကပတ်တီကိုမင်းကူနာကထိုးလိုက်တဲ့ငနေနေကပင်လယ်မြောက်ခရီးရဲ့တပည့်ဖြစ်တယ်လို့ပြောပြလိုက်ပါရီ ဘတ်ဒီကလည်းငါတိတယ်လို့ပြောပြီးနောက်ဆက်ဖို့မူတယောက်ကဂရီပင်လယ်တမျခေါင်းဆောင်ကငါတို့ထိုးလွှတ်တာတိလို့ရှိရင်ဆိုင်ကိုဖျက်ဆီးပြနိုင်တယ်ဆိုပြီးပြောလိုက်ပါရီအဲ့ဒီချိန်မှာဘတ်ဒီကအဲ့လောက်ကြောက်နေရင်အလုံးထွက်လို့လည်းပြောလိုက်ပါရီဒီလိုနဲ့ဆိုင်ရှင်ဇာကရောက်လာမှပဲငြိမ်ကြသွားပါတော့တယ်ဆိုင်ရှင်ဇာကတော့အပြင်ဘက်ကိုထွက်လာချိန်မှာဂင်းကမြင်သွားပြီးဇန်ကြီးနဲ့လူဖီတို့ကိုသူအကူကြီးပေးနေတာကိုအားနာပါရီဇန်ကြီးကလည်းမင်းကိုကူညီထားတာစာနာလိုပဲနောက်ထပ်အဖမ်းမခံတော့နဲ့ဂင်းလို့ပြောပြီးလီရစီနဲ့လှုပ်ပေးလိုက်ပါရီဂင်းကလည်းတို့နှစ်ယောက်ကိုကျေးဇူးတင်ပြီးထွက်သွားပါရီ ဆိုင်းမန်ရှင်ဇာကတော့လူဖီနဲ့ဆန်ဂျီကိုဟော့ဆဘူမူကောင်နဲ့တောက်တူမေယာလီလို့ခေါ်ပြီးကိုလုတ်ကိုလုံးကြဆန်းလို့ပြောလိုက်ပါတယ်လူဖီကလည်းတေမောရဲကိုပြောင်းဝင်ပြီးသူ့နာမည်လူဖီဒီနေ့ကစပြီးဒီဆိုင်မှာတောက်တူမေယာလုတ်ပြီးတော့မယ်လို့ပြောလိုက်ပါတယ်အားလုံးကလည်းသူ့အလုပ်သူပြန်လုံးနေကြပြီးလူဖီကတော့ဆရာကြီးစတိုင်နဲ့ထိုင်းကုန်းပေါ်မှာထိုင်နေပါတယ်လူဗီကြောင့်မလို့ဇပွဲမှာဟင်းပွဲတွေလွဲချတော့ဇပွန်မူအလုံးကဇပူဆောင်တန်ရှင်းလို့ဖို့အပြစ်ပေးလိုက်ပါတယ်။လူဗီတောက်တူမရလို့တော့ပကန်းနေကွင်းနဲ့စောက်တလွဲတွေဖြစ်ပြီးဇပူဆောင်ကနေမောင်းထုတ်တာခံလိုက်ရပါတယ်။ဇပူဆောင်ကနေထွက်လာပြီး ဝေတာလုပ်ဖို့အောင်စင်လာတော့နာမီလန်းခေါ်ရမြင်ပြီသူမရှိတဲ့အချိန်ဇားကောင်းတောက်ကောင်းနေစားနေကြလို့ပြဿနာရှာနေပါရီဇိုရိုကလည်းငါတို့ဒီဆိုင်ကဇားတောက်ကောင်းမယ်အခုမှသိတယ်ငါတို့မှလည်းစားပိုင်ခွင့်ရှိတယ်လို့ပြောလိုက်ပါရီဒီဆိုင်လုံးမှလည်းသူတို့အဖွဲ့နဲ့ဆူညံပြီးအော်ဟစ်ပြောပါနေတာပါဇန်ကြီးကလည်းဧည့်သည်တွေကိုဝီစကီငယ်ပေးနေရင်ဆူလိုက်နေတဲ့အဖွဲ့တွေကိုသူတို့နဲ့တစ်ဖွဲ့တည်းနေမယ်လို့ပြောလိုက်ပြီးတော့နာမီကိုမြင်သွားတော့ဝိုင်ကပ်ကိုဧည့်သည်ကိုပေးပြီးကိုကိုထည့်လိုက်တော့လို့ပြောလိုက်ပါရီမကြခင်မှာပဲနာမီနားရောက်လာပြီးနှင်းစီပန်းပေးကချစ်ခွင့်နေပါမှာတော့တယ် နောက်ပြီးနေငါ့ကိုချိန်ရင်ပင်လယ်ဓားပဲလို့ရလို့ရလုံးမယ်လို့ပြောလိုက်ပြီးတော့ငါတို့တယောက်ချောင်းမှာအတားဆီးတွေရှိတယ်လို့ဆိုလိုက်ပါရီအဲ့ဒီချိန်စားသောဖိုင်ပန်ရှင်ဇက်ရောက်လာခဲ့ပြီးအတားဆီးဆိုတာသူ့ကိုပြောတာလားလို့မေးပြီးမင်းကိုဒီဆိုင်မှာအလိုမရှိတော့ဘူးသူတို့နဲ့လိုက်သွားပြီးပင်လယ်ဓားလို့လို့ပြောလိုက်ပါရီတဖက်မှာလည်းဂင်းဟာသူ့လွမြောက်လာတာလူဖီနဲ့ဆန်ဂျီတို့ချောင်းလို့ပြောပြီးဒေါခရီကိုဘော်ရဒီဆိုင်ကိုလိုက်ပို့ပါမေးသူတို့တင်မောကြီးဒီလိုဖြစ်သွားတာစိတ်မကောင်းပါဘူးလို့ပြောလိုက်ပါရီနောက်တစ်ပိုင်းမှာစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာကြီးစုပေးသူအားလုံးပဲဂျေဆုအထူးပဲတင်ပါရီခင်ဗျာ